မင်္ဂလာမနက်ခင်းပါရှင်နေပြည်တော်မူလီဝတ္တနယ်ဇလာဗီရာညွှန်ကြားမှုဦးစီးဌာနမှာ2025ခုနှစ်နိုဝင်ဘာလ2ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မူလီဝတ္တသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့မနက်6:00နာရီခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အနေအဆုံးပူချိန်များမှာနေပြည်တော်နဲ့ရန်ကုန်မြို့တို့မှာ24ဒီဂရီဆယ်စီယပ်၊95ဒီဂရီဖာရန်ဟိုက်စီနဲ့မန္တလေးမြို့မှာ25ဒီဂရီဆယ်စီယပ်၊89ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ်။ ဒီကနေ့မနက်ရှောင်းလိုက်ခွဲချင်းမိုးလေဝသကြိုးမှုမှာဖဲ့ရရှိတဲ့ပုံအရာကပ်ပလီပင်လယ်ပြင်ပင်ကလားပင်လယ်အောမြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာတိမ်ထူထပ်နေပြီးကြံပင်ကလားပင်လယ်အောမှာတိမ်နေငယ်မှာတိမ်သေးသေးဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းနေပြည်တော်နဲ့ကယားပြည်နယ်တို့မှာတိမ်သေးသေးမှာတိမ်ထူထပ်နေပါတယ်ကြံတိုင်းဒေသကြီးနယ်ပြည်နယ်များမှာ မိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့လျာနေရတချို့မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခဲ့ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်ဘေကလာပင်လယ်အော်အခြေအနေကတော့ ီကနေ့မနေ့မြန်မာစံတော်ချိန်9နာရီခွဲအချိန်တိုင်းထွားခြင်းများအရာကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ရင်းနယ်ဆက်ဆက်လျက်ရှိတဲ့ပင်ကလားပင်လယ်ရောအရှေ့အလယ်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရေဝဟာဆက်လက်တရှိနေပါတယ်မြန်မာပင်လယ်ပြင်မှာမြမကဲရတဲ့တခြားနယ်ကဲလွန်ပင်လယ်ပြင်တို့မှာရံဖန်ရံခါမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးပါမယ်မိုးတက်လေပြင်းကြာစဉ်ရေပြင်းပြေပြေလျာတနအီကို35မိုင်အထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြင်မှာ မြမကဲရရင်တခြားနဲ့ကဲလွန်ပင်လေပြင်းတို့မှာ ကိုးပေမှာဆက်တဲ့ပြီးကဲရှိနိုင်ပါတယ်ဒီကနေ့ညနေအထိခံမှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာကျဲကျဲစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရှင်းပြည်နယ်မကွေးတိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးတို့မှာနေရာစိစိနဲ့ကချင်ပြည်နယ်ရှမ်းပြည်နယ်နေပြည်တော် ရခိုင်ပြည်နယ်အေယာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံပြားမူထေချုံရွာပြည်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး နေပြည်တော်ရခိုင်ပြည်နယ်အေယာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွယ်၍မိုးကြီးနိုင်ပါတယ် နေပြီးတော့ねအနိဒဝအတွက်ဒီကနေ့ညနေဒီမိုးလေဝသအခြေအနေခံမှန်းချက်မှာမိုးတစ်ကြိမ်နှစ်ကြိမ်ထိချုံရွာပါမယ်အမြင့်ဆုံးဘူးကြိမ်မှာ32ဒီဂရီဆယ်ဆီယပ်60ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်အနိဒဝအတွက်ဒီကနေ့ညနေဒီမိုးလေဝသအခြေအနေခံမှန်းချက်မှာမိုးတင့်တင့်ထိချုံရွာပါမယ်အမြင့်ဆုံးဘူးကြိမ်မှာ30ဒီဂရီဆယ်ဆီယပ်86ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ် မန္တလေးမြို့နယ်အနီတဝိုက်အတွက်ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခံမှန်းချက်မှာ မိုးတစ်ကြိမ်နဲ့ကြိမ်ထိချုံရွာပါမယ်။အမြင့်ဆုံးအပူချိန်မှာ35ဒီဂရီဆယ်ရှီယပ်95ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခံမှန်းချက်များအနေနဲ့ကတော့အေယာဝရီတာဒေသကြီး၊ရန်ကုန်ဒေသကြီး၊ပဲခူးဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမိုးထစ်ချုံပြီးနေရာကွက်၍မိုးကြီးပါမယ်။ အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီအချိန်ထုတ်ပြန်တဲ့မိုးလေဝသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအကျမ်းမှာချမ်းသာကြပါစေရှင်။